အားလုံးမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ၄ရက်နေ့လည်ခင်းအထိရရှိထားတဲ့ထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျာကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲတိုင်းရင်းသားကောင်းဆောင်တွေပါထစ်သွင်းဖွင့်စီဖို့သဘောတူညီကြိုက်ကြထားတဲ့ NUG လူမကြီးရဲ့မေစင်းလာကြည့်ဖို့ပြည်သူ့ရုပ်တံဟောင်းနဲ့မဲဆွယ်နေတဲ့စစ်ကော်မရှင်စစ်ကော်မရှင်လက်ထက်လူငယ်လေးတန်းလောက်အလုံးလက်မဲ့ဖြစ်နေတဲ့အကြောင်းမန္တလေးဆန္ဒပြပွဲဖမ်းဖို့တော်တဲ့စေအုပ်စုဝင်တွေ ်တရင်အမှားနဲ့မြွန်းနယ်လွယ်ပြီးသွားဖမ်းနေတဲ့တရင်ထိုင်းရောက်ဒုက္ခသည်6000ကျော်အလုံးလုံးပိုစင်းတွင်ထားတဲ့အကြောင်းအသက်ရှင်သူမဲ့သွားတဲ့အင်ဒိုနီးရှားအကြောင်းပြောကြမှုအဲ့လိုနေလေခင်အထီးအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့တိုင်းအန္တရာယ်ခေါင်းဆောင်တွေပါထစ်သွင်းဖွဲ့စည်းဖို့သဘောတူညီချက်ရထားတဲ့ NGO ရဲ့တရင်ဖြစ်ပါတယ် ပြုပြင်ပြောင်းလဲမှုနဲ့လုံငယ်လို့တွင်တွင်ကြေကြေပြောနေတဲ့အမျိုးသားညီအစိုးရ NUG ကတန်တားကောင်းဆောင်တွေကိုပါ NUG တဲ့ထစ်သွင်းဖွဲ့စည်းဖို့သဘောတူညီချက်ရထားပြီလို့အသိပေးလာပါတယ်။ NUG ပညာရေးဝန်ကြီးဌာနနဲ့ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစုကသူတို့ပိုင် PPTV သတင်းဌာနနဲ့အော်တိုဘားလ3ရက်မနေ့ကပြုလုပ်တဲ့မေးမြန်းကမ်းမှာအခုလိုပြောကြားသွားတာပါ။2021ခုနှစ်တုန်းကစတင်ဖွဲ့စည်းခဲ့တဲ့အမျိုးသားညီအစိုးရအနေနဲ့ 2025ခုနှစ်မှာဒီလိုပုံစံအတိုင်းဆက်သွားလို့မရတော့ပဲအားလုံးပါဝင်တဲ့တိုင်းရင်းသားတော်လှန်ရေးကောင်းဆောင်တဲ့ပါဝင်တဲ့ဖွဲ့စည်းမှုစုစည်းမှုတိစောက်မှုမျိုးနဲ့ဆက်သွားဖို့လုံနေတဲ့အကြောင်းအားလုံးဆွေးနွေးတိုင်ပင်ဖြစ်ခဲ့ကြပြီးအားလုံးကလည်းသဘောတူကြတယ်လို့ဒေါက်တာဆော်ဝေဆိုးကပြောပါတယ်။2025ခုနှစ်2026ခုနှစ်တွင်မှာတစုတစ်ဖွဲ့တည်ထောင်ချင်းစီစဉ်းစားတော်လှန်ရမယ့်အချိန်မဟုတ်တော့ပဲအားလုံးပေါင်းစည်းပြီးတပြိုင်နက်တည်းတက်ရင်လက်ရင်တော်လှန်တက်ွယ်ဝင်ရတော့မယ့်အချိန်ဖြစ်တဲ့အကြောင်း တော်လဲအဖွဲ့ကောင်းဆောင်တွေကိုပြောဖြစ်ခဲ့လို့သူကပြောပါတယ်။အားလုံးကလည်းယုံကြည်လက်ခံကြတဲ့အကြောင်းမကြမင်းအရှင်အတွင်းတိုးတက်ပြောင်းလဲမှုတွေနဲ့စုစည်းညီညွတ်ပေါင်းစပ်မှုတွေပေါ်ပေါက်လာမယ်လို့မြင်တဲ့အကြောင်းဒေါက်တာဆော်ဝေဆိုးကပြောပါတယ်။မကြမင်းကာလအတွင်း NUG အတွင်းကြီးမားတဲ့ပြုပြင်ပြောင်းလဲမှုတွေပေါ်ပေါက်လာမှာဖြစ်တယ်လို့နောက်မှာ NUG ဆိုတဲ့နာမည်နဲ့မဟုတ်ပဲအားလုံးပါဝင်တဲ့အမြင်သက်တစ်ခုနဲ့ပေါ်ပေါက်လာဖွယ်ရှိရလို့ NUG နဲ့နီးစပ်သူတို့ကပြောပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းဒေါက်တာဇော်ဝေဆိုးဟာကရှင်လေးလေးရဲ့ဖွဲ့ကံကိုကောင်းဆောင်ဒုဗိုလ်ချုပ်ကြီးကွန်မော်တန်ဟန်မျိုးသားလွတ်မြောက်ရေးတပ်မတော်တင်းနယ်လေးအထွေထွေအတွင်းမှုချုပ်ဗိုလ်ချုပ်တာပုံးကျွန်တို့နဲ့တွဲဆောင်ခဲ့တဲ့မှတ်တမ်းတပ်ပုံတွေကိုသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေတစ်ဆင့်မျှဝေခဲ့ပါတယ်။ဒုတိယအနေနဲ့လူမကြီးရဲ့မေးစင်းလာကြည့်ဖို့ပြတူးရုပ်တံဟောင်းနဲ့မဲဆွင်တဲ့စစ်ကွန်မရှင်အကြောင်းတိဆက်ပေးခြင်းပါတယ်။လွန်ခဲ့တဲ့ဆင်နဲ့ NLD ဝင်ပြိုင်အနိုင်ရရှိခဲ့တဲ့2015ရွေးကောက်ပွဲမတိုင်ခင်က မေဇင်းလာကြည့်ဖို့ရိုက်ကူခဲ့တဲ့ရုပ်တံဟောင်းကိုစစ်ကောင်မရှင် MRTP ကနေပြန်လည်ထုတ်လွှင့်နေပါတယ်။ဒါမှမဟုတ်ဒီဇင်ဘာလ28ရက်မှာပြုလုပ်မဲ့စစ်ကောင်မရှင်ရွေးကောက်ပွဲအတွက်နိုင်ငံတော်မေဇင်းကတ်ထားကြေညာမှုနဲ့ပြုလုပ်နေပေမယ့်ဘသူမှစိတ်ဝင်စားလာကြည့်ရမျိုးမရှိလို့ဒီလိုလှုပ်လာတာပါ။အခုရုပ်တံဟောင်းမှာဥတိန်ဆိုင်ဆိုရလက်ထက်2015ခုနှစ်ရွေးကောက်ပွဲအတွက်ရန်ကူထုတ်လွှင့်ခဲ့တဲ့ထောင်မင်းသားနဲ့တွေ့ဆုံခြင်းတို့အမည်ရပါတယ် အဲ့ဒီရုတ်တံဆက်လန်တို့မှာ မေစင်းသွားကြည့်ကြဖို့ပြည်တဦးကတိုက်တွန်းပေးထားသလိုရုတ်ောက်ပွဲမှာမေးပေးကြဖို့လည်းသတိပေးထားတဲ့ဆက်လန်ဖြစ်ပါတယ်။အာနာတိုင်မို့ကိုဆန့်ကျင်မှုမှာထိတ်ဆုံကပါဝင်ခဲ့တဲ့ပြည်တဦးနဲ့အင်ဒရာကျော်ဇန်တို့ဇနီးမောင်နဲ့ဟာဆေအုစုရဲ့ဖန်ဆီထောင်ချရာကိုခံရသလိုထောင်ကလွတ်လာပြီးနောက်ပိုင်းမှာလည်းဆေအုစုလုတ်တဲ့ policy ရုပ်ရှင်နဲ့လှုပ်ရှားမှုတွေမှာမပါဝင်ခဲ့တဲ့အတွက်စစ်လော်ဘီရဲ့တိုက်ခိုက်ကြောက်ချမှုတွေကိုအဆက်မပြတ်ခံနေရပါတယ် ခုလိုဆေအုစုရဲ့ဝါရဖြန့်ချီလာမှုနဲ့ပတ်သက်ပြီးပြည်သူတို့ချို့ကပြည်သူ့အပေါ်အမြင်ဆောင်ပြီးဝေဖန်ပြောဆိုမှုနဲ့လူမှုကွန်ရက်ပေါ်မှာပြုလုပ်လာတာကိုတွေ့မြင်ရပေမဲ့တည်နေမိသားသူတွေကတော့စစ်ကော်မရှင်ကိုဝေဖန်ပြောဆိုနေကြပါတယ်။ပြည်သူတွေဟာ2020ပြည်နယ်ရွေးကောက်ပွဲကိုပြတ်ပယ်စီမံစစ်တပ်ရွေးကောက်ပွဲကိုလက်မခံသလိုရရနီလန်နဲ့ဆန့်ကျင်နေကြရမှာ မေရှင်သွားမကြည့်တာကလည်းတစိတ်တပိုင်းဖြစ်တယ်လို့ဆိုကြပါတယ်။တာလီယာသတင်းအနေနဲ့စစ်ကော်မရှင်လက်ထက် လူငယ်လေးတန်းလောက်အလုံးလမ်းမဲ့ဖြစ်နေဆိုတော့ UNDP အစီရင်ခံစာအကြောင်းကိုပြောပြပေးပါမယ်။ဆေးအနာတိုင်ပြန်တော့အရရနှိမ့်ချသွားတဲ့မြန်မာမှာလူငယ်လေးတန်းနှိပါဟာအလုံးလမ်းမဲ့တွေဖြစ်နေကြရတယ်လို့ကိုလိုသမဂါဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့အစီရင်ခံစာတစ်အရာသိရပါတယ်။ UNDP ရဲ့အော်တိုဘလာ၂ရက်နဲ့ထုတ်အနာဂတ်ရက်တန့်ခံမျိုးဆက်တဲ့အစီရင်ခံစာအရမြန်မာလူ့ရဲ့လေးပုံတပုံသောလူငယ်တွေအလုံးလမ်းမဲ့ဖြစ်နေရတဲ့သဘောပါ။ အနာတိတ်မြန်တော့နိုင်ငံမတင်ညီမှုစီးပွားရေးကျဆင်းမှုနဲ့လူမှုရေးပြဿနာတွေအကြမ်းမှာလူငွေတွေရဲ့တင်ယူမှုနဲ့အလောက်ကန်ရရှိမှုလမ်းကြောင်းတွေဆိုးရွားစွာယွင်းလာနေရကြောင်းအခုလိုဖြစ်နေရတာလို့ဆိုပါရယ်လက်တလောမြန်မာနိုင်ငံလူဦးရေအသုံးပုံတပုံကျော်ရှိနေတဲ့အသက်15နှစ်ကနေ35နှစ်အရွယ်ကြားလူငွေတွေအနေနဲ့ပညာရေးနဲ့အလောက်ကန်ပြည်လက်မှုကိုတမိုင်းတစ်ချောက်အကြက်တဲဆုံးအခြေအနေနဲ့ရင်ဆိုင်နေကြရတယ်လို့သိရပါရယ်အထူးသဖြင့် Greening ပြည်လို့ ဒီမှာဒေတာတွေမှာလူငယ်ထွက်ကျော်အလုံးလမ်းမဲ့ဖြစ်နေကြတဲ့အတွက်စိန်ခေါ်မှုပုံမကြီးမားနေရလို့လဲ UNDP မြန်မာကထောက်ပြထားပါတယ်။ဒါအပြင်အလောက်ကိုင်းဈေးကွက်အတွင်းအမျိုးသမီးငယ်ရွယ်အနေနဲ့လည်းအမျိုးသားတွေထက်နှစ်ဆကျော်နှုန်းနဲ့အနှိမ်ခံနေရပြီးအခက်အခဲတွေပုံမရင်းဆိုင်နေရတယ်လို့ဖော်ပြထားပါတယ်။ဒီလိုအခြေအနေဟာမျိုးဆက်တစ်ခုလုံးစာအတွက်လွတ်လွတ်စာရပ်တည်နိုင်ရင်နဲ့အခွင့်အလမ်းတွေရရှိနိုင်ရတဲ့ကိုလွတ်လွတ်ဆုံးရှုံးလိုက်ရတာဖြစ်ပြီး မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးနဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက်ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်တက်ရောက်စေနိုင်တယ်လို့ပြောဆိုထားပါတယ် UNDP ရဲ့အစီရင်ခံစာဟာမြန်မာလူငယ်သဘောထားစစ်တမ်း2024ခုနှစ်ကရရှိတဲ့နိုင်ငံလုံးဆိုင်ရာအခြေလက်တွေအပြင်တွစ်ဆုံမေးမြန်းမှုတွေနဲ့အုပ်စုဖွဲ့ဆွေးနွေးမှုတွေအပေါ်အခြေခံပြီးမြန်မာလူငယ်ရဲ့ပညာရေးကနေအလောက်ကန်စီကူးပြောင်းတဲ့ဖြစ်စဉ်ကိုလေ့လာထားတာဖြစ်တယ်လို့ရှင်းပြထားပါတယ်ဆက်လက်ပြီးမန္တလေးဆန္ဒပြပွဲဖမ်းဖို့သွားတဲ့စေုပ်စုဝင်တွေ သတင်းမှရပြီးမြို့နယ်လွဲကသွားဖမ်းခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။နှစ်ကြိမ်ဆက်တိုက်လုံခြုံရေးထူထူထပ်ထပ်ချထားတဲ့မန္တလေးမြို့နယ်မှာစစ်အုပ်စုဝင်တွေဟာចောင်းသားလူငယ်တွေရဲ့မထင်မြင်ပြည်တာခံရပြီးတော့ဖမ်းဆီးရမယ့်အသေးအတန်ကြိုးပမ်းနေရလို့သတင်းရရှိပါတယ်။ဒါကြောင့်အော်တိုဘားလ3ရက်မနေ့ကမန္တလေးသပိတ်အင်အားစုတွေထုတ်ပြန်ခဲ့တဲ့မြို့ပေါ်လူလူတိုက်ပွဲလှုပ်ရှားမှုကိုဖန်စီရမိနိုင်ရေးကြိုးပမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးလို့ဒီကြောင်သိရှိထားတဲ့မြို့ခံတချို့စီကလည်းသိရပါဗျ။ ီးခဲ့တဲ့စတင်မာလာနောက်ဆုံးပတ်အတွင်းမန္တလေးမြို့မှာရွက်ကောက်ပွဲဆန့်ကျင်ဆန္ဒပြတဲ့လှုံ့ဆော်စားတွေကျဲအာနန်းဆန္ဒထုတ်ပေါ်တာကိုမန္တလေးမြို့ချမ်းမြတာစင်မြို့နယ်မှာမန္တလေးတပိတ်ကော်မတီကပြုလုပ်ခဲ့ရပါအဲ့ဒီလှုပ်ရှားမှုကိုစေအုပ်စုဝင်တွေကချမ်းရဲတာစင်မြို့နယ်လို့တင်ရပြီးလမ်း60လမ်း30တောင်းကိုစစ်ကားတွေအစုလိုက်အပြုံလိုက်ရောက်လာတယ်လို့မြို့ခံတွေကပြောပါတယ်ဘေဒလန်ကြက်လိုက်လည်းမသိဘူးဝုံတိုင်းဝုံတိုင်းနဲ့ချက်ချင်းရောက်လာပြီး လူတွေကိုစစ်စင်မဲမြန်းလာတယ်လို့တော့အပဲပြီးတော့တရားမမမိပဲလက်လျှော့ပြီးပြန်သွားကြတယ်လို့အဲ့ဒီအကြောင်းကြားသိထားသူမန္တလေးမြို့မှာနေထိုင်သူတူကပြောပါတယ်မန္တလေးတပိတ်အင်အားစုတဲ့ဘက်ကလည်းသူတို့ရေးပေါ်တွေအနေကင်းကင်းနဲ့ပြုလုပ်နိုင်ခဲ့တဲ့အကြောင်းထုတ်ပြန်ချက်တွေထဲဖော်ပြထားပါတယ်မန္တလေးတပိတ်အင်အားစုရဲ့ရွက်ကောက်ပွဲအတူဆန့်ကျင်ဆန္ဒပြရေးမြို့ပေါ်လူထုတိုက်ပွဲလှုပ်ရှားမှုတွေကိုစတေမာလာ7ရက်နဲ့အော်တိုဘာလ3ရက်မနေ့ကပြုလုပ်ခဲ့တဲ့အကြောင်းသတင်းထုတ်ပြန်ထားပါတယ် အဲ့ဒီလှုပ်ရှားမှုတွေမှာအစ်မေဖြင့်တရားဝင်လူတက်ခွင့်မပင်းနဲ့ဖက်ဆစ်ရွေးကောက်ခွဲထွက်ပေါက်မင်းမပင်းနဲ့တပိမ့်ပေါက်အတွေ့အောင်ရွေးကောက်ပွဲလူလူအားနဲ့တိုက်ဖြတ်ကြလို့ရေးသားထားတဲ့စာရေးဖြန့်ဝေခဲ့ကြတာကိုတွေ့ရပါတယ်။ပြည်တွင်းထဲကနောက်ဆုံးသတင်းအနေနဲ့ထိုင်းရောက်ဒုက္ခသည်6000ကျော်အလုံးလို့ပို့ဆင်းသွင်းထားတဲ့အကြောင်းဖြစ်ပါတယ်။အော်တိုဘားလာတက်ကစတင်ပြီးအလုံးလုံးခွင့်ရပြီဖြစ်တဲ့ထိုင်းရောက်မြန်မာစစ်ဘေးရှောင်ဒုက္ခသည်တပေါင်းကျော်အလုံးလုံးဖို့စိတ်ဝင်စားပေမဲ့ 6000ကျော်ပဲစီးရင်တွင်ထားရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ August 26ရက်နေ့ကကျင်းပတဲ့ထိုင်းလွတ်တော်ကလည်းသူတို့ကိုထိုင်းနိုင်ငံအတွင်းမှာအလုံးလုံးခွင့်ပြုဖို့အတည်ပြုထားတာပါ။အဲ့နောက်ထိုင်းဆိုရကအော်တိုဘားလတရက်ကစပြီးထိုင်းနိုင်ငံမှာရှိတဲ့မြန်မာဒုက္ခသည်စခန်းကိုကိုမှာနေထိုင်သူတွေကိုထိုင်းနိုင်ငံရဲ့တတ်မှတ်ထားတဲ့ဒေသအသီးသီးမှာတစ်နှစ်ကြာအလုံးလုံးခွင့်ပြုသွားမယ်လို့ကြေညာခဲ့ပါတယ်။ထိုင်းလွတ်တော်မှာဝန်ကြီးဌာနဆင်းရအလုံးလုံးနိုင်သူ၄၂၀၀၀ကျော်ရှိတယ်လို့ဆိုပေမဲ့ အော်တိုဘာလာ3ရက်နေ့အထိရော6200နီးပါးလောက်ပဲစင်းသွင်းထားတာပါမြန်မာဒုက္ခသည်တွေကိုဝန်ထမ်းပြည့်ခန့်ဖို့စိတ်ဝင်စားဆုံးစီးပွားရေးလုပ်ငန်းတွေကတော့ဆောက်လုပ်ရေး electronic ပစ္စည်းထုတ်လုပ်ရေးစိုက်ပျိုရေးမွေးမြူရေးငါးလုပ်ငန်းအစားအသောက်နဲ့အဖျော်ရမကာထုတ်လုပ်ရေးတွေဖြစ်တယ်လို့လည်းသိရပါတယ်အလုပ်လုပ်ဖို့စင်းတင်ထားသူတွေဟာတက်ဆိုင်ရာခရံအသီးသီးရဲ့တာဝန်ရှိသူတွေကိုဒုက္ခသည်စကန်တွေကနေထွက်ခွာပြီးအလုပ်သွားလုပ်မဲ့အကြောင်းကိုသတင်းပို့ရမှာဖြစ်ပါတယ်တပံအလုတ်ကွင်ရှိရနေရာက အုတ်ချုပ်ရဲ့အာဏာပိုင်တွေကိုလည်းဆက်ရောက်ပြီး48နှစ်ရဲ့အတွင်းတည်င်းပို့ဖို့လိုအပ်ပါတယ်။အဲ့ဒီနောက်အလုရှင်ကအလုသမားတွေကိုအစိုးရကျန်းမာရေးဌာနတစ်ခုခုစီခေါ်ဆောင်သွားပြီးကျန်းမာရေးစစ်ဆင်မှုကိစ္စတွေအမခန့်စင်းသွင်းမှုတွေလှုပ်ဆောင်ရပါမယ်။အဲ့ဒီအဆင့်တွေပြီးရင်လိုအပ်တဲ့ဆိုင်ရဆိုင်ရန်အစုံလင်တင်ပြပြီးအလုံးလုံးခွင့်ပါမယ့်ကိစ္စဆက်ပြီးဆောင်ရွက်မှာပါကနဦးပါမယ့်၆ထားမှုနဲ့အတွက်ဘတ်တရားကုန်ကြမှာဖြစ်ပြီးနှစ်စဉ်ပါမယ့်တက်တန်တိုးဖို့ဈေးကတော့ဘတ်900ကျတဲ့မယ်လို့ဆိုပါတယ် အလုတ်သမားတွေအနေနဲ့နိုင်ငံခြားသားတွေအတွက်တိတိကျကျကန့်သက်တားမြစ်ထားတဲ့အလုတ်မျိုးစားကလွှင့်ရင်ဘလို့လုပ်ငန်းခွင်မှာမဆိုအလုတ်လုခွင့်ရှိပါတယ်။နောက်ဆုံးပြပသတင်းအနေနဲ့အသက်ရှင်သူမဲသွားတဲ့အင်ဒိုနီးရှားကျောင်းပြိုကျောင်းမအောင်ပြောပြရင်ကျွန်တော်တို့ရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါကြခင်ဗျာ။စတီမလာ၂၉ရင်းနေကအင်ဒိုနီးရှားနိုင်ငံအရှိဂျာဘာမှာဖြစ်ပွားခဲ့တဲ့ကျောင်းပြိုကျောင်းမဖြစ်စေအတွင်းအသက်ရှင်ခြင်းသူမရှိတော့ဘူးလို့အာနာပိုင်တွေကပြောလိုက်ပါတယ်။ အင်ဒိုနီးရှားမြို့သားဘဲန်ရဲ့စီမံခန့်ခွဲမှုအေဂျင်စီအခြေခံဆူဟာယန်တိုကအပူချိန်တိုင်း drone တွေနဲ့တခြားကိရိယာတွေနဲ့စစ်ဆေးခဲ့ပေမဲ့အယ်ကိုဇင်းနဲ့အစ်လန်ပေါ်ရာဆောင်ကျောင်းမှာအသက်ရှင်နေတဲ့လက္ခဏာတစုံတရာထပ်မံမတွေ့ရှိရတော့တဲ့အကြောင်းပြခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။အခင်းဖြစ်ပေါ်ရာနေရာမှာတာဝန်ကျနေတဲ့အမျိုးမဖော်လို့သူရဲရရှိနေတဲ့တူကလည်းတယောက်ဆုံးနေသူဟာအားလုံးတည်ဆုံးသွားပြီလို့ပြောပါတယ်။ ចောင်းတွင်ပြိမ့်မိနေတဲ့ចောင်းသားအများစုဟာအသက်ဆုံးရှုံးခဲ့ပြီလို့အစိုးပိုင်းကလေးကတန်တရားရှိခဲ့တဲ့အကြောင်းသူကပြောပါတယ်။အဆောင်ကိုပြောကြခဲ့တဲ့တလင်းလာနေရစတင်ပြီးအခင်းဖြစ်ပေါ်ရာနေရာမှာအိတ်ဆက်ဆောင်ဆိုင်နေကြတဲ့မိသားစုဝင်တွေဟာသူတို့ရှေ့ရသူတွေကိုခွဲခြားသိနိုင်ဖို့မျှော်လင့်ကြတဲ့ဂျာတာပရင်းတဲ့တုံကចောင်းနေဖွင့်လှစ်ထားတဲ့ယာယီတဲတခုမှာ DNA နမူနာတွေပေးခဲ့ကြပါတယ်။တာဝန်ရှိသူတွေကပြောရចောင်းအဆောင်ရဲ့စတော့တာအထက်မှာ ဆောင်းလုပ်ရေးလုပ်တာတွေကွန်ကရစ်လောင်းလျာရှင်ပြိုကျခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကစေးသမားတွေကကစေးလုပ်ငန်းတွေကိုတော့ရက်ဆိုင်လိုက်တာမျိုးမရှိသေးပါပျောက်ဆုံးနေတယ်လို့ယူဆရတဲ့ចောင်းသားကလင်းငယ်တွေအပါအဝင်59ဦးကိုကျိုးပန်းရှာဖွေနေစေဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့အခင်းဖြစ်ပေါ်ရနေရကနေမီတာရာပေါင်းများစွာအကွာအဝေးအထိကိုပုတ်ပွနေတဲ့ရုပ်အလောင်းတွေရဲ့အနံ့ကလွှမ်းမိုးနေခဲ့ပြီးဖြစ်ပါတယ်။ MP ရဲ့နေလခင်ကြီးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ NBA ရဲ့တင်ဆက်မှုတွေကိုအဆုံးသတ်ကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဘဝအမောရေလည်းပြကြပါစေခင်ဗျာ။